ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာချန်နယ်လေးကနေစိတ်ဝင်စားပွဲတတိတောင်ဝီကရောက်ပေရာ PM ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။ဘသူ့ဘောမမတတ်တာပဲနှမျောလွင်အာကြီးကက်စီနေလွင် အာကြီးတဲ့အပြိုကြီးမလာရင်ရဲ့တမလွင်နောင်တားလို့အမည်ရတဲ့စိတ်ဝင်စားပွဲ တတိတံဝေကရဝေယပြည့်ရမဇလံကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှားစင်အားပေးကြပါအောင်ခင်ဗျာတမိပေါ့တယောက်ထွင်းသူလူနောင်းမိုင်းချိန်မှုရာဒီဥတုကပူလောင်အိုက်ဆက်လို့နေပါလေမိုးနီလာလေးနေမတိထိုင်မသားနဲ့ပို့ပြီးတော့ပူလာလေးပါရာဒီဥတုပူတော့လေလေးတက်ရင် နေတာပါသေးတယ်ယခုတော့တရွတ်တရွတ်လှောင်းတော့ လေကမခတ်ပါအိတ်မရတာမို့မလာရင်ကအေရကားထပြီးအေရှိကန်တန်စကားကွက်နားမှာထွက်ထိုင်နေလိုက်တယ်ဟွန်းတပြင်းမော်တစ်ခုကိုခြောက်လိုက်ပြီးတယ်နေလေကားကိစ္စကိုစိတ်ရောက်သွားတဲ့ခါမောင်းရင်းနေမောင်းဂဲဆွဲထားတယ်လို့လေးလံလာပါတယ်ငါရှာထားတဲ့ပစ္စည်းဥစ္စာတွေကိုများရှာပိုင်권ရှိတယ်လေဘာလေးနဲ့အမိတော်တော်မတရားတာ မလရင်နှုတ်မသကလုံးနဲ့ရောင်ရမ်းထွက်သွားတဲ့အထိစိတ်လွတ်ကိုလွတ်ဖြစ်သွားမိတယ်။ဒါကြောင့်ဒီဘောမကျင်တဲ့စိတ်ကဖွင့်ပြီးတဖွင်းတငွေငွေလောင်နေတာမို့ရာသီဥတုအမှုနဲ့ရင်တွင်အမှုနှစ်ခုပေါင်းပြီးအိတ်မရခြင်းဖြစ်ပါတယ်။ညနေလို့အေးတကလေးရလာတော့မှမလရင်အိယာပြောင်းဝင်ခဲ့တယ်။မလရင်ကတကူတဲ့အပြူကြီးဖြစ်လို့မိခင်ဖြစ်သူဒေါ်ကျင်းနဲ့အတူနေထိုင်လို့ဖြစ်ပါတယ်။ မလာရင်တို့မိသားစုကတဲပြူရွာဇာတိဖြစ်လို့ဖာကင်ကြီးကိုလွန်ပြီးတဲ့နောက်ပိုင်းမှာလေယံမြေတချို့ကို ရောင်းချတချို့ကို လေထောက်ကချပြီးမြို့ကိုပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပါတယ်မလာရင်ရဲ့အထက်ကအကိုဖြစ်သူကုသလကမွေးတဲ့တူမဖြစ်သူနှင်းတို့ကိုစာချုပ်စာရမ်းနဲ့မွေးစားပြီးအတူနေထိုင်ကြပါတယ်နှင်းတို့အသက်ဆက်ရှင်တဲ့သမီးရောက်ပေါင်းကိုသာလာတို့ဇနီးမောင်နှံဖျားဖို့ထွက်ရင်းနဲ့ကောက်မောက်လို့ ဆုံးပါခဲ့ကြတယ်။မိမိဖာမဲနှင်းတို့အတွက်အာကိုစီယမောင်အတော်နဲ့အဖွားသာဖြစ်ခဲ့ရပါတယ်။နှင်းတို့ကိုယ်တိုင်ကလည်းလိမ္မာရေးကြရှိတဲ့မိန်းကလေးတူဖြစ်လို့အတော်နဲ့အဖွားပေါ်အလွန့်ကို အလိုက်တည်သူဖြစ်ပါတယ်။မိန်းကလေးပင်ဖြစ်လေကသောသဘာပေါ်ခြင်းရောက်ရင်သဘာကြိုးပေးထားတဲ့အိမ်များကိုတရော်ဝင်တရော်တွေ့လက်တစည်းနဲ့သဘာသိမ်းရတယ်။ငွေကြီးတက်တက်ချေယူပြီးသဘာပေါ်ပြီးဆိုရင်လေနေဘူးမရှောင်းမိုးရမရှောင်း တရွာဝင်တရွာအတွက်လိုက်လံပြီးငွေစည်ရင်တင်ရပါတယ်။စပါပေါ်ချင်းမပေးဖြစ်ကဘဲပေါ်ချင်းကိုရွှေ့ပြီးတော့ဆိုင်ငံရအောင်မယ်။ဒါကြောင့်အပင်မခံပြီးတရွာပေးတရွာနေမေညမေလိုက်လံတောင်းနိုင်ပါမော့တော်ကကြာမှာဖြစ်ပါတယ်။မိမိသားတမဲလှေမောင်းလို့အမေမဆင်းရဲခံပြီးလောက်ကိုင်းပြီးတော့လေတကယ်တမ်းကျတော့နှစ်နှုတ်လေးမျက်နှာကောင်မရခဲ့ပါ မလာရင်ကောင် ငွေရည်ရည်ဥစ္စာရည်နဲ့ပတ်သက်လာရင်ဘယ်သူကမှမထောက်ထားမဆာနာတပါကျက်နဲ့အိမ်မကိစ္စဝဝမအလိုက်တည်တော့လေပစ္စည်းဥစ္စာနဲ့သက်ဆိုင်လာခဲ့ပါကမိခင်ဖြစ်သူတော်ချင်းနဲ့တကြကြပါတနေ့မှနှင်းတို့ဇဘာပိနဲ့ချင်းဝင်များသိမ့်ပြီးတော့ပြန်လာပြီးမောမောနဲ့အိမ်မော်ကိုလှန်တယ်လိုက်ပါလိမ့်မြေပြင်မှန်လာတော့ကိုတည်တော့ဘွားရည်ဖြစ်သူတော်ချင်းကဟမ်ငါမြေလေးအတော့ကိုပြင်မှန်လာပြီး ရေမိုးချိုပြီးထမင်းစားအဖွားဝသားဟင်းအချိုချက်ထားတယ်ဟုတ်လားပင်မနဲ့ဆိုပြီးမဲ့အဖွားတော့မရှိရင်သမီးပဲရမှာဆိုတော့ပင်မနဲ့မထင်နဲ့နော်သမီးအဲ့ဒီစကားကိုအိတ်ခဲနဲ့မှမလာရင်ကကြာပြီးကြပြကြရထွက်ကပြောလိုက်ဒီမှာဟွန်းဘလို့စကားတွေပြောနေတာတော့အမေရဲ့လှရင်ကိုလည်းနည်းနည်းလေးအားနာပါအောင်လားအမေတင်ရင်နှင်းနှုတ်ပဲရမှာဆိုတော့ကျမပါအမေနဲ့အတူလိုက်ပြီးတည်ရမှာလားလို့ အလုံးလုံးလို့ပင်ပန်းနေသောမြေမကိုအဘိစကားပြောတယ်လို့မထင်မဖင်မိခင်ဖြစ်သူကိုကက်ကက်လက်အောင်ရံတွေ့နေသောမလရင်ကိုတော့ချင်းကအမြင်ကက်ကက်နဲ့ပြန်ပြောလိုက်တယ်ကလေးအလုံးလုံးကတော့အာရှိအောင်ပြောနေတာကြီးရတာမသေးတော့ဘူးလားဟမ်ဒီကလေးကငါတို့ကြံခဲ့တဲ့ပစ္စည်းဥစ္စာတွေအကုန်ရသွားရင်လဲဘာမှမကြည့်နဲ့စရာမရှိပါဘူးအေးညင်းနေညင်းရတူမရေခောက်ခောက်ပါ့ညင်းဥစ္စာပစ္စည်းခင်တွေတာသူမြတ်တဲ့ပိုလွန်းနေနော် မိခင်ဖြစ်သူတကယ်ဒေါသထွက်တဲ့ခါမှာမလာရင်လည်းဘာမှဆက်မပြောတော့ဘဲအခန်းထဲကိုပြန်ဝင်သွားပါလိမ့်ဒီကလေးကနှစ်နှစ်တို့မြေဖွားကို မကြည်မနဲ့နဲ့အိယာတဲ့ဝင်သွားခြင်းဖြစ်ပါလိမ့်မလာရင်အကြောင်းကို လူများသိတာထက်မိခင်ဖြစ်သူဒေါချင်းကပို့ပြီးတော့သိကြပေါ့ဘေလူအသားထောင်ညီကောင်မနမပေါ်မှာတော့ကြည့်ချုပ်ပေးခြင်းမရှိဆွေမျိုးသားချင်းများရဲ့ပေါ်မှာညတကနင်းစာတင်ခေါ်ဆိုတော့ မင်္ဂလာပြည့်နေသူဖြစ်ပါလိမ့်ပေကံလူရန်တက်အောင်သုံးမသွင်းနေပေမဲ့အရာမထင်ခင်မိခင်ဖြစ်သူကဆွေမျိုးတဲ့မှာနောင်ပါသူများကိုပေကံလူတန်းရင်လေဟိုဟာမပေးနဲ့ဒီဟာမပေးနဲ့လို့ကာစီကာစီလှုပ်လေရှိတယ်ပင်ပင်ပန်းပန်းရှာထားရတာနေရာတကာမပေးနိုင်မှုဆိုသောဇကားကလက်သုံးဇကားဖြစ်ပါတယ်ဒေါ်ကျင်တို့မျိုးကို ပြောင်းလာခြင်းကတေပြုံမောင်ဖြစ်သူကုတင်မြင့်ကြံခဲ့တယ်နောင်ပါတဲ့သားကို တော်ချင်းကကျေးရွာလူကြီးရဲ့ရှိမှပဲထိုက်တဲ့အမွေခွဲဝေပေးခဲ့တယ်။တကူလေးမလတ်ရင်ကတဘောမကြောင်။အမေအမွေကမိဘတွေမှခွဲပြီးယူကြရတာလေ။အမေကမသေးသေးပဲနဲ့ခွဲပေးနေတာ။အိမ်အောင်ကြတော့လည်းပြီးလိုက်သေးတာပဲလေ။ဤကဲ့သို့မိခင်ကိုမကြည်မနဲ့နဲ့တဖန်ပို့ထုတ်ခဲ့သေးတယ်။တပိပေါက်တယောက်ထွန်းလာတော့မလတ်ရင်ကို တော်ချင်းများစွာ စိတ်ပြတ်ခဲ့ပါလေ။ဒီလိုနဲ့ ရက်ကိုလာဆောင်လောက်ကိုနှိစလို့ရာသီလီလီ ပြောင်းခဲ့ပါပြီတော့ကျင်လဲအသက်80နီးခဲ့ပြီနှင်းတို့လည်း20ကျော်အစိပ်ပိုင်းအရွယ်တော်တစ်စိမ့်ဟိုင်းမိမို့သမီးကညာအရွယ်ရောက်လာချင်းခါမလင်းနဲ့ဆိုသောစကားတိုင်းနှင်းတို့ကိုဇာတိတဲပြူရမဥမောင်းကျိုင်းဒေါ်တင်လာတို့ရဲ့တာဖြစ်သူမောင်းသားစိမ့်နဲ့နေရာချထားပေးရန်အတွက် စီစဉ်ကြပါတယ်အဲ့ဒီမှာအပြိုကြီးမလာရင်ကတက်စကန်ထာပြန်ပါတယ် ။ဘာပြောလဲမေ။ရွာလေတွေပါပေးမယ်ဟုတ်လား။ဆွေကျိုးတကုံလက်ဆွေတကုံပေးထားတာတော့ပြီပေါ့။ယောက်ျားလေးဘက်ကလည်းလက်ဖွဲ့ဥမှာပဲအမေရဲ့။ဟဲ့မေလှရင်သူများလက်ဖွဲ့တာမဖွဲ့တာတွေကိုပြောမနေနဲ့။ကျုပ်တို့ဘက်ကပေးဖို့သာပြော။တော်သူတောင်းသားဆိုတော့လေမရှိမနဲ့ဘယ်လိုလှုပ်စားလို့ဖြစ်မှာတော့။ကျို့တို့နဲ့နေတဲ့တစ်ချောင်းလုံးလဲကလေးကပေါ်ကြောနေတာမဟုတ်ပါဘူးသူချီသူလည်းပဲလှုပ်ခဲ့ရတာညီတီသားနဲ့အေ ဒါဖြင့်မင်းကဘာတွေပေးကျင်တယ်လို့ကျမကိုပြောနေရတာတော့ရွှေပေးရင်လဲမပေးနဲ့ပေါ့လဲပေးရင်ရွှေမပေးနဲ့ပေါ့တော့နှစ်ခုလုံးပေးကျင်လို့ဘယ်ဖြစ်မလို့တော့မပေးကျင်အောင်ကျုပ်ကညစ်တယောက်တည်းမွေးထားတာမဟုတ်ဘူးနင်းတို့မှာသူ့ဖေးရဲ့ဝေစုရပိုင်권ရှိတယ်ကျုပ်သားကတည်တဲ့ထိပစ္စည်းဥစ္စာကိုစကားထဲထည့်ပြောသွားတာမဟုတ်ဘူးမကျင်နဲ့ညီအိမ်မော်ကဆင်းသွားစမ်းအမလေးကြားကြရလားရက်ကတော့ရဲ့ တတလုံးပြည့်စုံလာတဲ့သမီးကိုနှင်ချနေတဲ့တော်မိခင်ဖြစ်သူကသူ့ကိုပြည့်ပြည့်နေနေပြောလိုက်တဲ့ဖြင့်မလရင်တယောင်းအော်ကြီးဟစ်ကျင်ငိုပါတော့တယ်သူ့အတွက်အတော်နဲ့ဘွားအေးစကားများရံဖြစ်ကြတဲ့ဖြင့်နှင်းနှုတ်စိတ်တိခိုင်မိတယ်မပြောပါနဲ့တော့ဘွားရဲ့သမီးလုံးလုံးလို့အဆင်ပြေအောင်လဲပဲယူပါမယ်ရွှေတယ်မပေးပါနဲ့တော့သမီးခက်ခဲရှိတော့အဖွားစီလာပြောမှာပေါ့စိတ်မကောင်းမဖြစ်နဲ့နော်ဘွား အဘွားဖြစ်သူကိုဖြောင်းပြပြောဆိုပြီးနှစ်သိခဲ့ရတော့လေမလာရင်ကနှစ်နှစ်ကို လုံးဝစကားမပြောတော့ပါမိမိပေါ်ကျင်နာရှာလွန်းတော့အဘွားဖြစ်သူနဲ့တကူကောင်းဆန်တော့အတော်တို့ချမ်းမှနေခဲ့ရတဲ့သူမကတော့စုကြကဘူးကားပင်ဖြစ်ခဲ့ရပါတယ်နှစ်နှစ်ကတော့ရောင်းတော့သတုံးပါဆိုသလိုဒေဗျူကျောင်းမှာရှိတဲ့ခင်မွန့်တဲ့ရဲ့နောက်ကိုလိုက်ပါနေထိုင်ခဲ့ရတယ် ညနေအိမ်တော်သက်၃နှစ်လောက်အကြာမှာတော့စပွားရည်သိင်းချိန်မှာမုံတိုင်းဝင်လို့မိုးရရှိရွာချင်းကြောင်းတောင်သူလေသမားမြောက်အထိနာခဲ့ကြရပါတယ်။စပွားကင်းများပျက်စီးပြီးလစ်လွင့်ဆုံးရှုံးခဲ့ရပါတယ်။ရလာတဲ့စပွားမြောက်အစိုးတန်းနဲ့အညှောက်ပေါလို့ဈေးမရတဲ့ပြင်လှောင်ထားလို့လည်းအစင်မသိ။ရောင်မြန်တော်လဲဈေးကောင်းမရကြောင်းစပွားဝယ်တိုင်းများကိုတောင်ဝင်ကြီးစပွားချရတဲ့ခေတ်ဖြစ်တာကြောင့်တောင်ဝင်ကြီးစပွားချနိုင်အောင်တော့ မနေ့ကြီးကြိုးစားကြကြရပါတယ်။စဘာတင်ကြီးနောက်ကျတဲ့ဖြင့်ပေးဆက်ချင်းလည်းနောက်ဆုတ်ခဲ့ရတယ်။စဘာကိုလည်းမဖီစည်းနိုင်။ဘဲကိုလည်းကယူမဆိုင်နိုင်တဲ့ဖြင့်အတော့ကိုကတိလင်းတော့နိုင်ကြရပါတယ်။ဝန်သာစဘာတော့အနိုင်နိုင်မှုအဖို့ကိုအကူအညီတောင်းဖို့ရောနှစ်နှုတ်ရောက်လာကြရပြန်နေ။ညုံငယ်နွမ်းလျာနေတော့မြေဖြစ်သူရဲ့မျက်နှာကိုမြင်ရုံနဲ့ရှင်နှွဲကပူတော့ကကို တို့ချင်းကတိလိုက်ပါပြီ။ငါမြင့် ဒီနေ့အဆင်မပြေဘူးမလားစေမညက်ပါနဲ့မြည်ရလောကဏဘောမြည်ရအဖေဝေစုကိုအဖွားပေးလိုက်မယ်ဟုတ်လားသူခွေရောင်းချပေးတဖက်ကလည်းအယောင်းဝယ်လုပ်ဖို့မြည်ရလေလုတ်တစ်ခုလေးနဲ့တော့အဆင်ပြေမှာမဟုတ်ဘူးအဖွားလည်းကျမ်းမာရေးမကောင်းတော့ဘူးငါမြည်ကိုတော့လူကြုံမှားတော့မလို့အဖွားဖြစ်သူကလက်လက်လေးလေးနှုတ်ဆက်စကားဆိုရှာတော့ဝမ်းနဲ့ဝမ်းသာနဲ့နှစ်နှုတ်ငုံမိတယ်တပတ်ခန့်အကြံမတော့ လူကြီးဆောင်အားရှိမောင်းရှင်းနေရှင်းရမြန်နဲ့ခွဲဝေးပေးဖို့ရန်တောချင်းကစီစဉ်ပါတယ်ယခင်ကလေးကရှိခဲ့သောတောချင်းနဲ့တမီးဖြစ်သူမလာရင်တို့ရဲ့စက်ထုံးကပြန်ပေါ်လာခဲ့ပြန်ပြီ လူကြီးဆောင်အားရှိမောင်းမလာရင်ကပြောတယ်အမွေခွဲတယ်ဆိုတာပေးတဲ့သူကကြည်ကျင်နဲ့နဲ့ပေးမှယူခွင့်ရှိတော့သူ့ဖေကတက်ရှိတဲ့ရရှိတော့မဟုတ်ဘူးလေသူ့ကိုလည်းကျမတို့ပဲကျွေးမွေးစောင့်ရှောက်ခဲ့ရတာ အမေပေးမယ်ဆိုပေမဲ့ကျွန်မကကျင်းထဲမှာပေးလို့ရမှာလေအိမ်တော်ကြတော့ကလည်းလေဒီပေးလိုက်တာပဲဒါကိုထက်ရကျွန်တော်ဘယ်ဖြစ်မလဲရောက်ပိုင်ခွင့်ရှိတယ်ဆိုရင်တရားရုံးကပဲစကားပြောပေါ့အမွေကိစ္စကိုရက်ွက်လူကြီးနဲ့ပြီးလို့ဘယ်ရမှာတုံးတကယ်တမ်းလေအမွေကိစ္စကရက်ွက်နဲ့ပြီးလို့မရမလာရင်မကျင်းတဲ့ကိုသိရပြီးဖြစ်တဲ့အတွက် လူကြီးများလေမျက်နှာမသားမရနဲ့ထပ်ပြန်သွားကြရပါလိမ့်နင်းတို့လေညည်းဆက်လက်နဲ့ပြန်သွားကြရတယ် မိခင်ကိုတော့စကားတစ်ခွမှမပြောတော့ဘဲမျက်နှာကြောတင်းလွင်လာတဲ့မလာရင်ရဲ့မျက်နှာပေးကြောင်းတော်ချင်းတစုံတရာကိုသတိရသဖြင့်တစ်တော်ကိုဖွင့်ပြီးတော့ကြည့်မိရင်ဟမ်ငါငါရွှေတော့ဘယ်ရောက်သွားပါလိမ့်လှော်ရင်ညီငါရွှေတော့ကိုယူထားတာလားဟမ်ဒါကြောင့်ငါမေးအတီယောက်လုံးကိုတော့ခရူးမဆိုင်ဖြစ်နေညီကမာရေးကြောရင်နဲ့စကားပြောနေတာကိုအေးညီတနေ့ကိုစိနေနာကိုကိုအကျိုးပေးလိုက်မယ် ကြောင့်ဦးတော့ကြွမလေးတော့ဘူးပေါ့အေးရှက်ချင်းတောတာထွက်ချင်းယူကျုံမရချင်းမြေဖြစ်သူကိုကျင်နာသနာချင်းတို့နဲ့တော့ချင်းကျုံပွဲချပြီးငိုပွဲဆင်ပါတယ်မိဘမျက်ရည်တစ်စက်သာသမီတစ်သက်တဲ့ကျေးဇူးကြီးမလာတော့မိဘရဲ့မျက်ရည်တစ်စက်ကသာသမီရဲ့တစ်သက်ကိုစိတ်ဆင်းရဲစွာ ခံစားရစေမယ်အသက်80ကျော်ဒီကနေ့ရွေးခါကြမှာအတ္တကြီးတဲ့အိုစယူးသမီးကြောင့်တော့ချင်း ကြီးကျယ်ဆိတ်ဆင်းရခဲ့ရပါတယ်မိမိရှောက်လန်းခဲ့ရဘဝတစ်လျှောက်လုံးနှစ်နှုတ်ပြန်ပြီးတော့စဉ်းစားကြည့်ခဲ့တယ်မိဘနှစ်ပါးမရှိတော့တဲ့နောက်မှာအဖွားနဲ့အတော်သာသူ့ရဲ့ဘဝဖြစ်ခဲ့ရပါတယ်ကျွေးတာဆလို့ပေးတာဝတ်ခဲ့တယ်တခြားဘာအခွင့်အရေးမှမယူခဲ့ပါမိမသားဓမ္မပင်ပန်းကြီးစွာရှောက်ဝေးစုဆောင်ခဲ့တော်လဲအတော်ဖြစ်သူကညှတာထောက်ထားခြင်းမရှိခဲ့ပါအခုလည်းအခက်အခဲဖြစ်နေလို့တော့ မလွဲတာလို့လာခဲ့ရခြင်းဖြစ်ပါတယ်အဖွားဖြစ်သူကိုစိတ်ဒုက္ခပေးတယ်လို့ဖြစ်ခဲ့ရလို့နောင်တရမိတယ်ရှောက်ပိုင်ခွင့်ရှိတယ်ဆိုရင်လဲတရားရုံးကပဲစကားပြောပေါ့တဲ့မလာရင်ရဲ့စကားကိုနှစ်နှုတ်ပြန်လဲကြအောင် လာခဲ့တယ်ဘာကင်ဖြစ်သူပေါ်မှာလဲမောနမတန်ရုံးစင်းမထောင်းတူမဖြစ်သူကိုလဲငေညာတနာခြင်းမရှိပဲရှိသမျှပစ္စည်းဥစ္စာကို အပိုင်စီးတဲ့အတော်ဖြစ်သူ မလာရင်ကိုတွေ့ရင်လည်း နာကြည်လာခဲ့ပါတယ်။ဒါကြောင့်နှင်းတို့တယောက်မိမိစိတ်ကိုစုပ်ပကျက်ခိုင်းမစွာချက်ပြီးတရားရုံတော်ကိုဝေးသားသမီးဖြစ်တဲ့၎င်းသိဆုံးသူဖခင်ရဲ့ရပိုင်권ကိုရလုံမှုနဲ့တော့၎င်းအမွေနိုင်ခွင့်ရှိကြောင်းဥတိုက်လျှောက်ထားပြီးတရားဆွဲဆိုလိုက်ပါတယ်။တရားရုံမှာတရားရင်ဆိုင်ရန်အမိစားထွက်လာတာနဲ့မလရင်တို့ရမ်းမုံမိကြတော့တဘုံထားပါတော့တယ်။ဟွန်း အမေချစ်လာပါပြီဆိုတဲ့မြေးကကျမတို့ကိုတရားဆွဲနေပြီကောင်းသေးရလားဟမ်ကျေးဇူးကန်တဲ့ကောင်မခွေကြွေတာကမှဟောင်းပေါ်ရအောင်မယ်မလာရင်ကဒေါသတချင်းနဲ့အော်ဂျီဟေဂျေပြောဆိုနေတာကိုမိခင်ဖြစ်သူဒေါချင်းကဘာမှမသိတယ်လို့နေလိုက်ပါတယ်ငါတစ်တာတွေကပစ္စည်းတွေကိုညီအပိုင်စီပြီးအပြီးယူထားတာမလားပစ္စည်းပိုင်ရှင်ကအမှုရင်ဆိုင်ပေါ့အေးနိုင်ရင်ညီယူလိုက်ရှုံရင်ပေးတဲ့ပေးထိုက်တာတော့ ပေးလိုက်ပေါ့အေးတရားကိုနှက်ဆောင်ပါလေအမှုရင်ဆိုင်ပြီးလေးလာကြမှာပဲတရားရုံးတော်ကနှင်းတွေကိုဝေစာသမီးအဖြစ်နဲ့ဖခင်ရဲ့ဝေစုကိုပေါင်းရပိုင်ခွင့်ပေးလိုက်တဲ့ဖြင့်နှင်းတို့အနိုင်ရရှိခဲ့ပါလေဥစ္စာပစ္စည်းကိုစုံမလွင်းနဲ့မလရင်တရားအခန့်အောင်ပြီးကျွတ်ကျွတ်ပေါအောင်ကိုပါပြီနှင်းတို့ကို မိမဝိတဲ့ရွှေတစင်စာနဲ့လေစေးကနွားတရှင်လက်တစည်းတို့ကိုပေါင်း ပေးလိုက်ရသဖြင့်နာသာခံကရှိခဲ့ကြပြီလိုချင်တတ်မှတ်ခြင်းဟောလောဘမြည်ဤလောဘဒီဟုသောအကုသိုလ်စိတ်ကိုပေကံဆွင့်ကြဲခြင်းဆိုသောဒါနာတရားနှင့်အနံ့ယူရပါလေပေကံဆွင့်ကြဲခြင်းမရှိပါကအဲ့ဒီလောဘတရားကပို့ပြီးတော့အမောက်ထောင်လာပါလေထို့အမောက်ထောင်လာတဲ့လောဘကိုမိမိရဲ့အကျိုးကိုသာလျှင်ကြည့်မှုမိမိတကိုယ်ရဲ့ကောင်းစားမှုဆိုသော အတ္တနဲ့မိမိရဲ့ပစ္စည်းဥစ္စာကိုတွင်တိုနှမျောခြင်းဆိုသော မက်စဒီယာတို့ပါပေါင်းဆက်လိုက်တဲ့အခါမှာလူရဲ့ဘဝင်ချင်းအတိုင်းဝိုင်းထိတ်လန့်အံ့ဩပွေရဖြစ်ရတို့ဖြစ်ပေါ်လာကြရပါတယ်တရားရုံးပေါင်းရှင်းနေရှိရတို့နဲ့တသိလူကြီးဆောင်အားရှင်းပေါင်းလေယာပစ္စည်းများပေးရပြီးတဲ့နေ့မှာစတင်ပြီးအပြူကြီးမလာရင်အိမ်တွင်အောင်နေပါတယ်မိခင်ဖြစ်သူတော်ချင်းကိုလည်းစကားမပြောအစားတော်လေကောင်းစွာမစားပဲတရှောင်းရှောင်းဖြစ်လာခဲ့ပါတယ်တပတ်ခန့်ကြာတမန်တော်မှာတော့ မိခင်ဖြစ်သူဒေါ်ချင်းကရဟန်းခံအလှသွားဖို့ပြင်ဆင်နေပါတယ်။ဟေးမိလာရင် အမေအလှသွားအောင်မယ်နော်။ဒီကနေ့ရေစက်ချပြီးမှပြန်လာခဲ့မှာအလှရှင်မအုံးစိန်ကတာယာယာမှနေတော့သွားအောင်မကောင်းပါ။အိမ်တော့ဘူတချောင်းယူသွားလိုက်မယ်။သွားစရာရှိရင်အိမ်ကိုပိတ်သွားနော်။ဒေါ်ချင်းကနှုတ်မတူတူမှိုင်းနေတဲ့အလှသွားမဲ့ဝေစားတင်များလေလေလို့နေပါတယ်။အမေ မလာရင်အခန်းထဲကထွက်လာပြီးယုဒိယခေါ်လိုက်တဲ့ဖြင့်တော်ကျင်လန့်သွားပြီတဲ့လန့်တော့အေးဘာမှမလုပ်လဲသမီးရဲ့ကျမ်းမာကြီးလည်းဂယုဆောင်လေညပိနေပြီကိုစိတ်ကိုတရားနဲ့ဖြေးပါအေးရဲ့ဘာမှမပြောညာမပြောနဲ့မလာရင်ကကျမ်းမြမောကိုဒုတုထိုင်လိုက်ပါလိမ့်ထွက်တော့လောက်ချီပြီးတော့အမေကျမပြောမှဆိုမှရှိခဲ့တာဒီအမေပေါ်မှာ မယိုင်းမောင်မားကြီးတွေကိုတောင်းပန်ပါတယ်ကျမကိုခွန့်လွတ်ပါမေရဲ့မလာရင်တည်းရောက်ရှာကြည့်တငင်းငိုကြည့်လို့မိခင်ကိုကတော်ရှာပါတယ်ဟွန်းခွန့်လွတ်ပါတယ်သမီးရဲ့မိဘဆိုတာသားသမီးပေါ့ဘယ်တော့မှမြေတားမပြတ်ပါဘူးညီမွေပေးလိုက်တဲ့ဒူမလေးကိုလည်းမိခင်မြေတားနဲ့ချစ်ခဲ့ရင်ပေးရတယ်လို့မထင်တော့ပါဘူးလောဘဒေါသအာဃာတတွေမထားပါနဲ့တော့သမီးရဲ့ တော်ကျင်လေသမီးဖြစ်သူကိုနှစ်သိမ့်လို့အလူပွဲကိုထောက်ခဲ့ပါတယ်။အင်္ဂလိပ်ကရည်ရွယ်ထားတဲ့အတိုင်းပဲတရားနာရည်စက်ချပြီးတော့မှ ပြန်လာခဲ့တယ်။တော်ကျင်အင်ကိုပြန်ရောက်ချိန်မှာအင်တကားကအသွားတော်ကအတိုင်းပဲပိတ်ထားမြဲပဲဖြစ်ပါတယ်။သမီးမိလာရင်အမေပြန်လာပြီတကားဖွင့်ပါဦး။အင်းနဲ့မှဘာသာမှမကြားတဲ့ဖြင့်ထပ်ပြီးတော့ခေါ်ကြည့်လိုက်ပြန်နေ။လာရင် ဟဲ့မိလာရဲ့အိတ်ပြောနေတာများလားတကားကအထဲကပိတ်ထားတာပါဟမ်ဘာများဖြစ်လို့ပါလဲတော်ကျင်တယောက်ထဲရေရွေရင် ပြည်တဲ့တကားတစ်ချက်ဖွင့်ထားတော့အင်းရဲ့ချင်းရဲ့ဘက်ကိုရှောက်လာခဲ့တယ်ပြည်တဲ့နောက်ပွင့်နေတော့အဲ့ဒီတကားမှအထဲကိုကြည့်လိုက်စင်မအမလေးလာလာကြပါအောင်တော့လာကြပါအောင်ကျမသမီးလေးတို့ရေတွေနေရပါပြီတော့တော်ကျင်ရဲ့အုံအုံတန်းကြောင့် ဘေးပတ်ဝန်းကျင်မှာလူမျိုးအထိတ်တလက်နဲ့ဝိုင်အောင်ရောက်ရှိလာပြီးအဲ့ဒီပြတင်းပေါက်ကိုစွပြုံကြည့်ရှုလိုက်ကြပါလိမ့်ဟာအိုးမြင်ကွင်းကထိတ်လန့်ကြောက်ရွံ့စရာမြင်ကွင်းပေါ့အခန်းရှိထုတ်တမ်းပေါ့ကျိုးနဲ့ဇွဲကျိုးချပြီးဒေဆုံနေတော့မလာရင်ကိုမျက်လုံးများပြုတ်ထွက်ပြီးရှာတွဲလောင်းကြက်လျက်မြင်တွေ့လိုက်ရတာမို့ယောက်ျားရဲ့မကြီးများတော့နောက်တွင်သွားကြတယ် အမလေးသမီးရဲ့ဘယ်လိုတွေများဖြစ်ရတာတော့အမေရဲ့နာမည်ချိလိုက်တာငါသမီးရဲ့မြင်းကြီးပေါ်ဒူးထောက်လျက်ကြည်ကွဲစွာငိုနေသောဒေါ်ချင်းကိုဝိုင်းဝဲနှစ်သိပ်အပေးကြရပါလိမ့်သူယူတာယုတ်တည်ဆုံးခြင်းမဟုတ်သဖြင့်ရဲစခန်းကိုအကြောင်းကြားရတယ်ရဲစခန်းမှာတောင်းဝန်ရှိသူတို့လာရောက်ပြီးလိုအပ်သလိုဆောင်ရွက်ခါအလောင်းကိုဆစ်ဆေးကြပါလိမ့်လောဘဒေါသအာဃာတတို့နဲ့ကိုလွန်ခဲ့သောမလရင်ရဲ့ တမလွန်ဘဝကမလာပါခဲ့ပါ အလောင်းကိုစေယုံပုတ်ပြီးစစ်စစ်နေတဲ့ညမှာစတင်ပြီး ပြောင်းဆန်အောင်ခြောက်လန့်ပါတော့တယ်အိမ်ပေါ်မှာအိတ်နေတဲ့လူများရဲ့ခြေတော်များကိုလာပြီးတော့ဆွဲတယ်အိမ်ရဲ့အပေါ်တန်းရဲ့အောက်ထပ်ကို အတက်စင်းလုပ်ပြီးသွာလာနေပါတယ်အာတုပလာတဲ့ဆွေမျိုးများအလုံးငုတ်တုံမိုးလင်းကြရတယ်ဒီလိုနဲ့အာတုပချမဲနေကို ရောက်ရှိလာခဲ့ပါတယ်တနအိမ်မောင်ဖုန်ကြီးပြင်ပြီးတော့တရတဲ့ငုံတင်ပါတယ် ဘုန်းကြီးမှာရှိမှတရားဟောစာရှိသေးတယ်။အိမ်ရဲ့ပေါ်ထက်မှာရေးမြောင်းလောင်းချတဲ့ကဲ့သို့ကြက်လာခဲ့ပါလေ။ဟာရေးရဟအပေါ်ထက်ကိုတက်ကြည့်စမ်းအပေါ်ထက်ကိုတက်ကြည့်လိုက်တော့ဘာမှမရှိ ရေးလောင်းချတဲ့ရေးခွက်ကြီးကိုသာတွေ့ရပါလေ။လူအများစုမှမလွဲသားလို့လူမရေးကြောင်းသာလာကြရပါလေ။ဘယ်သူမှ ကြာကြာမနေခြင်းကြပါရက်လက်ဆွံ့ကြွေးပြီးမှမလိုက်ရင်တိတောက်ကိုဖွင့်ပြီးတော့ရှာတဲ့ခါမှာ မြင့်ကြီးရွှေတဲ့ပစ္စည်းကိုမှမတွေ့ရတော့ပါတိန်လုံးနဲ့မှုန်းတော့ရှောက်ဖွေတော့လဲမတွေ့ရတဲ့ဖြင့်ဖြစ်နိုင်မယ့်နေရာများကိုစဉ်းစားရင်းနဲ့တော့ချင်းအဖြစ်ပြက်တစ်ခုကိုတွတ်ပြီးတော့တတိယလိုက်မိတဲ့မဆုံးခင်ဆယ်ရက်လောက်လုံးမှမလာရင်ကအဝိဇ္ဇာတစ်ခုကိုချုပ်နေတဲ့ဖြင့်လှမ်းပြီးတော့မေးလိုက်တယ်တမ်းမေးမိလာရင်ညီဘာတွေချုပ်နေတာတော့အေးအင်ကြီးဆိုလဲဆက်ဆိုင်ကိုတွတ်ပြီးတော့အဲ့လေဟဲ့အင်ကြီးမဟုတ်ပါဘူးမေးရဲ့ ခြေတုပ်ခုံချုပ်နေတာအဝေစားဟောင်းနဲ့အလကားဖြစ်ကုန်ပါဆိုလို့ဖြန့်ညံပြီးချုပ်လိုက်တာပါခြေတုပ်ခုံများချုပ်နေရသေးတယ်အေးအလုံးရှုပ်လို့ထမိန်ဟောင်းတစ်ထည်ချထားလဲဖြစ်တဲ့ဟာကိုဒေါ်ကျင်တယောက်လေကားချေရင်မှခဲထားတော့ခြေတုပ်ခုံကိုယူလိုက်ပြီးတော့နှင်းနှုတ်ကိုပေးလိုက်တယ်ငါမီကကြီးနဲ့ခွဲကြည့်စမ်းဒီထက်ရှိမလားလို့နှင်းနှုတ်ခွဲကြည့်လိုက်တဲ့အခါမှာတော့ဆွဲကြိုးရွှေဦးစီလက်ကောက် ဇတုနဲ့ကျေးသီးမြောက်ကို တွေ့လဲရပါတယ်။အိုးမေးဖြစ်တဲ့ငါ့ကိုတော့မပေးရမပြုတ်ရနဲ့သူဖွက်ထားခဲ့တာအခုတော့ယူမသွားနိုင်တော့ဘူးမလား။အိုစီယူမကြီးရဲ့ဟမ်မိခင်ဖြစ်သူရဲ့မချစ်တင်ငယ်ငိုကြွေးတန်ကို မလာရင်တယောက်ကြာနိုင်ပါမလား။မလာရင်ကိုလွန်ပြီး တလားကြာမှာတော့တော့ချင်းအိမ်မက်တစ်ခုကိုပြပြတင်တင်မခဲပါနဲ့။အိမ်မက်ထဲမှာမလာရင် တပင်ဖောက်ရောင်အဝိဇ္ဇကပုကယုနဲ့တောကျင့်ကိုအမေကျမအိမ်မှာမနေပါနဲ့တော့ကျမပစ္စည်းတွေလည်းအမေယူပြီးပြီလေအိမ်ကိုတခြားသူတွေလာတာကျမမကြိုက်ဘူးရန်လူတဲ့မျက်နှာထားကြည့်နဲ့မိခင်တောကျင့်ကိုပြောဆိုပြီးပျောက်ကွယ်သွားတယ်တမီးတွေတောကျင့်တယောက်စိတ်ဆင်းရဲခြင်းကြီးစွာခံစားကြရပါတယ်မိမိဘလောက်ပဲအလူတန်းပြုလို့လို့အမြဝေးစေကောင်းဘူး လောဘမီးတောက်လို့အဆွဲလန်းကြည့်တဲ့သူမကတော့သာတို့ခွန်နိုင်မယ်မထင်ပါတမလွန်မသမီးစိတ်ချမ်းသာစီရန်တိုကျခမြောင်းအင်ကိုတော့ပေလို့နှင်းနှူးလို့နဲ့လိုက်ပါနေထိုင်ခဲ့ပါတယ်ရွာကိုရောက်ပြီးနောက်တရက်မှပဲရွာဦးကြောင့်ဆရာတော်ကိုတို့ချင်းသွားရောက်ကြတော့ပါတယ်ဆရာတော်ကမြေတားတရက်ပြေဝါစွာနဲ့အဘိနှစ်သိမ့်ရှာပါတယ်တကယ်မကြီးကိုကျမကြီးကိုခရုဆိုင်နော် အတိတ်ကိုလည်းပြန်မတွေးနဲ့အနာဂတ်ကိုလည်းမြောင်မတွေးနဲ့လက်ရှိပစ္စုပန်ကာလကအရေးကြီးဆုံးပဲရခဲ့လာတဲ့လူဘဝကိုဒါနသီလဘာဝနာအလုပ်တွေနဲ့ပဲကုံဆုံးပါစေလို့ဘုန်းကြီးတတိပေးကြပါလေတင်မဖျားတပည့်တော်ကြိုးစားပါမယ်ဖျားတမိပေါတယောက်ထွန်းတဲ့တမိကြောင့်တပည့်တော်ကိုယ်စိတ်ဒုက္ခအင်မတန်ရောက်ခဲ့ရပါလေဖျားတို့ချင်းကအောက်ဂုတ်ကြီးနဲ့ဆရာတော်ကို အိမ်မက်အကြောင်းစုံကိုရှောက်ထားလိုက်ပါလေဆရာတော်က တကမကြီးဒီလိုအိမ်ကိုတော့ခတ်ထားခဲ့မှာတော့သူနေခြင်းလိုနေပြီးအဒီဘွားမှာပြောပိုက်သွားလိမ့်မယ်သူကိုတရားဟောဆုံးမှာပြီးလူရန်အမျက်ဝေးမှာဒီပိတ်တော်ဘွားကကြွတော့မှာပေါ့သူဘောမြတ်တာတရားထားပြီးလူရန်အမျက်ဝေးပါတင်မဖျားဆရာတော်ဖျားကောင်းတယ်လို့စီစဉ်ပါဖျားဒီတရားနှစ်ရက်တွင်လူဝက်တာတွေတပည့်တော်ဆောင်ရွက်ပါမယ်ဖျားဘာဖြစ်သူကိုတင်မြင့်နဲ့မြေဖြစ်သူနှစ်နှုတို့မိသားစုအကူကြီးနဲ့ ဆရာတော်ကိုမလရဲ့တည်ဆုံးခဲ့တော်နေကိုပင့်ခေါ်ခဲ့ပါတယ်။အင်းဒီချင်းမြောင်းဆွေမျိုးသားချင်းများလည်းလာရောက်ကူညီလောက်ကင်ပေးကြတယ်။ဆရာတော်ကဒီအိမ်ပေါ်မှာရှိကြတဲ့မလရဲ့ရဲ့မိတ်ဆွေတွေဆွေမျိုးသားချင်းတွေအားလုံးကိုဘုန်းကြီးမှာကြားလိုပါတယ်။ထူးထူးခြားခြားငိုကြွေးတဲ့အတန်းအိမ်ကိုတစုံတစ်ခုနဲ့ရိုင်းတဲ့အတန်းတခြားအတန်းတွေရလာကြာလာခရင် မကြောက်ကြပါနဲ့။ ဘုံကြီးတရားထိုင်ပြီးအာယုန်နဲ့ကနေမေတ္တာရက်ခံပါပါ တက္ကတုတက္ကမတို့ကလည်းပေါ်ပေါ်ရော့ရော့မနေပဲနဲ့ဒီဆုံးသူတက္ကမကြီးမလတ်ရင်ရဲ့ရုပ်တွင်ကိုမြင်အောင်ပြီးလိုက်လိုက်လေးလေးနဲ့မေတ္တာပို့ပေးကြပါတခြားဆုံညံမှုတွေမရှိပါစေနဲ့လို့ဘုံကြီးပြောချင်ပါတယ်ဆရာတော်ကဖရာကျောင်းဆောင်ရှင်မောင်တောက်တော်ရေချမ်းစင်မီ အမွေးတန်သားတိုင်းတို့ကဲ့လို့ပြီးဖရာရှိခိုးတရားထိုင်ပါတယ်ဆရာတော်တရားထိုင်လို့တဏှာကြီးခံကြမှာတော့ မလာရင်တည်ဆုံးခဲ့ရနေရမှလူတယောက်ဆက်ကြီးတငယ်ငိုကြွေးတံကိုကြာလျရပါလိမ့်မိတို့တော်ထူကြမှုများရှိလိမ့်မလဲဆိုတော့တည်ခြင်းစိတ်နဲ့အလုံးမောအကြံတောင်ကြောက်ရတော့အောင်တိတ်ဆိတ်လွန်နေပါလိမ့်ငိုကြွေးတံကတဖြည်းဖြည်းနဲ့တိုးသွားခဲ့တယ်နောက်တဲ့တနာရီကအကြံမတော့ဆရာတော်တရားတိုင်ဖြုတ်လို့တို့ချင်းနဲ့ဆွေမျိုးတစ်တိုက်ကိုကဲမနက်ကိုဆွန့်သွလို့ရပါပြီတရားနာရည်သက်ချက် အမြတ်တမ်းပြေဝေကြရအောင်သူတော်တို့ခေါ်ပါလိမ့်မယ်သင်္ကန်းစွမ်းစေစားတဲ့လူပဲဝိထုတွေပြည့်စုံပါစေတက္ကမကြီးဆရာတော်ရဲ့စကားကိုကြားသဖြင့်အလုံးဝမ်းနဲ့ဝမ်းသာဖြစ်ကြရပါလိမ့်အဘွားတော်ချင်းနဲ့နင်းတို့ကတော့မျက်ရည်မစိနိုင်ချောင်ဆွန်းတို့အမြတ်ဝေပြီးတဲ့နောက်ပိုင်းမှာတော့မြည်တိချောင်းလမ်းမှုတစုံတရာကိုမှမကြုံတွေ့ရတော့ပါအပြိုကြီးမလာရင်ရဲ့ဥစ္စာပစ္စည်းတက်မှတ်မှု လောဘဟောင်း လက်ရှိပြစ္ဆုတ်ပန်ဘဝမှာပူပန်ဆင်းရဲမှုပေုံသာမကောင်းနောင်တမလွန်ဘဝရဲ့ဆင်းရဲဒုက္ခကိုပါဖြစ်စေခဲ့ပါတယ်။သင်္ခါရဓမ္မတို့ရဲ့ဖြစ်ပျက်တရားတို့ကိုနားလည်ဆင်ခြင်မိခဲ့ရင်ဤကဲ့သို့ဖြစ်ဆုံးမြတ်ကိုကြုံတွေ့ရမှာမဟုတ်ပါ။မြောက်စင်းနေဟာမြောက်ကိုဖန်ဆတတ်တဲ့ကဲ့သို့လောဘသည်လည်းလူကိုကန့်ကြီးပူလောင်ပြီးပျက်စီးစေပါတယ်။မြောက်စင်းနေတဲ့သူတို့လူရဲ့လောဘကို အတ္တိတရားလက်ကမ်းထားလို့ထင်သင်ပြီးအတ္တိတရားနဲ့စီဘောဥစ္စာကိုရှာမိကြပါယံစိန်နာကျော်သူဥဩဤငါမြင်ငါရာငါဥစ္စာဟုဥစ္စာခင်မင်းဆိုပါလင်လေအရှင်မေကငါတို့မှာကကဘာမကြီးမချင်းနေဤဖောက်သွေးရင်းယိုတင်းတို့ကမအလုံးမပိုင်မဖွဲ့သေးရလင်ကျိစဲကလည်းမြေကရဲ့ဤ ငါစိငါရွှေငါကြီးငွေဟုစိတ်စီကြည်သာစူပြန်ပါလေကျမတော်ခိုက်ကောင်းတော်ဆိုင်ခါအစ်စိတ်မြတော်တေခိုခါရှင်ငါပြာရန်သူသူလဲတို့ပါတေမင်းခွာလေတင့်ရရောက်တို့ရောက်ဒီပင်တို့ရှင်ဟုဒေါသစီချင်းရွှေငွေရဲ့ဤဆိုတော့စာစုတို့ဖြင့်တတိပိလေရပါသည်စာရည်သူ ဟုတ်ကဲ့စာရေးသူဆီယာမကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲထူးခြားဆန်းကျင်တတိတဝေကရောက်ပေါ်ရာဖြည့်ရမန်ဇလန်ကောင်းလေးကိုဗာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတစ်ပုဒ်ကို နားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုငြိမ်သွေးတဲ့အနေနဲ့ဗီဒီယိုလည်းတစ်ချက်နဲ့ပြီး comment ပါဝင်ရောက်ဆွေးနွေး ငင်းခုံသွားလို့ရပါတယ်။အာမနာဝါနဲ့မိတ်ဆွေတို့ရဲ့ကောမတ်တကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပြီမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဗာမီဟိုရာ channel လေးကနေထူးခြားဆန်းခြင်းလှုပ်ဝှက်ဆန်းခြင်းဒါရရင်ဘူဗရလောက ကမ်မီယာရမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။